နိုင်ငံတော်တမင်ငန်ပုတ်ကိုဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံတော်တမရဦးဝင်းမြင့်တို့နှစ်ယောက်ဟာနိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘဲအဂတိလိုက်စားလို့ထောင်ချခံနေရသူတွေလို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့စီရိုနာဟိုတယ်မှာအော်တိုဝါလာ၈ရက်မနက်ကပြုလုပ်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီ၃မြင်းဆောင်၂၀25တင်းစာရှင်လင်းပွဲမှာပြည်သုံးလုံးပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကအဲ့ဒီလိုပြောဆိုခဲ့တာပါအဲ့ဒီတရင်စာရှင်လင်းပွဲမှာပေါ်ပူလာတရင်ဌာနကဥမျက်ခိုင်ကပြည်သုံးလုံးပါတီအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ဥဝင်းမြင့်နဲ့ဥဝင်းထိန်တို့လွတ်မြောက်ဖို့တောင်းဆိုသွားမှာလားဆိုတဲ့မေးခွန်းကိုဖြေဆိုရမှာဒေါ်သက်သက်ခိုင်ကအဲ့ဒီလိုထည့်သွင်းပြောဆိုခဲ့တာပါ သူက NLD အစိုးရလက်ထက်နိုင်ငံတော်ပိုင်ရဟတ်ရင်ဝယ်ယူတဲ့ကိစ္စကိုရည်ညွှန်းပြီးအဲ့လိုဆွဆွဲပြောဆိုခဲ့တာဖြစ်ပါတယ်။လူလူကောင်းဆောင်နဲ့တမရဦးဝင်းမြင့်တို့ကိုနိုင်ငံတကာကနိုင်ငံရေးအကျဉ်းသားတွေလို့ခေါင်းစဉ်တက်ပင်မဲ့အကျဉ်းပြတ်ချစားမှုပုံမှန်တွေနဲ့အရေးယူခံထားရသူတွေပါလို့ဒေါ်သက်သက်ခိုင်ကဆိုပါတယ်။အနာဒင်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲမှာဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီကပြည်သူ့လွှတ်တော်193ဦးအမျိုးသားလွှတ်တော်145ဦးပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော်320ဦး တိုင်းသားလူမျိုးစု14ဦးစုစုပေါင်း682ဦးဝင်ပြိုင်ဖို့ရှိနေပါတယ်ရှင်